ကဲမင်္ဂလာပါနော်ညီလေးမိုးညိုရေလောလောဆယ်တော့ကမ်ပိန်းမစခင်ဘတ်တောင်းလာလူတော့ပါပြီဒါကတော့ညအောင်ကအစည်းအဝေးလုပ်ကြတယ်ဟိုရက်ကစစ်တပ်က223နှစ်မတရားအမိန့်ချခံထိတဲ့မိုးညိုကိုထောင်အပြောင်းအရွှေ့မှာလမ်းအနေဖြတ်တိုက်ပြီးတော့ကယ်တင်လိုက်နိုင်တယ်အဲ့ဒီညီလေးမိုးညိုတို့အဖွဲ့အတွက်လိုအပ်ချက်တွေဖြည့်ဆည်းဖို့ချောင်းမြို့နယ်အဖွဲ့အတွက်ပေါ့ အဲ့ထောင်းမျိုးနယ်ဆိုတာလဲကမ်ပိန်းတွေတခုမှမလုပ်ထားဘူးအဲအဖွဲ့ထဲအဆက်အသွယ်တိတ်မရှိဘူးမြေပြင်မှာလည်းတကယ်လုံနေကြတာဖြစ်တဲ့အတွက်ဒီအဖွဲ့လေးကိုဝိုင်းကူဖို့ဆိုပြီးတော့ကမ်ပိန်းအစည်းအဝေးခေါ်တယ်တဲ့ညလုံးကအစည်းအဝေးတက်တော့အောက်ကအဖွဲ့ကပြောတာသူတို့လိုအပ်ချက်3000လို့ပြောတာတိတ်3000အစည်းအဝေးအဖွဲ့အစည်းအဝေးပေါ့နော်ကျွန်တော်ကမ်ပိန်းဟိုအဖွဲ့မဟုတ်သေးဘူးဘလို့လုံကြမလဲတိုင်ပင်နဲ့အစည်းအဝေးအဖွဲ့မှနေလေးလေးတက်ကဥကြော်တလင်းကတိတယ်မလား ။အာတူတို့တော်မှအတက်နဲ့ရင်းပြီးလုံနေတာငါတို့ကဘာဖြစ်လို့မလုံနိုင်မှာချရကွာငါ3500အာမခံနေတာဟာဖရားရေ။ तू က3500အာမခံတယ်။နော်ရအောင်ရှာမယ်တဲ့မရရအောင်ယုံမယ်ငါတို့တဲ့။ညီလေးဝေရန်ကကျွန်တော်က3000အာမခံတယ်တဲ့။ကိုစီရေကိုစီရောဆိုတော့ကျွန်တော်ကလည်းခြေလေးကမကောင်းတော့ဘူးကျွန်တော်တွန်လိုင်းစလုပ်တဲ့ကဟိုတိုင်ရင်တက်ဘွက်တကူတွေကိုတိတ်ထောင်ချီကျွန်တော်မရှာပေးဘူးညှပြီးတော့ပဲကျွန်တော်ရှာပေးဘူးလား တော့ကျွန်တော်ရမလို့အဲဟိုကိုရဲတဲ့နိုင်လို့ရှိသေးတယ်ဟိုလူရှိတယ်ဒီလူရှိတယ်အစည်းအဝေးမှာပြောကြပါတတ်ပါကျွန်တော်ရှိပဲပြန်ပြန်ရောက်လာတယ်ရောက်လာတော့ညင်းလို့မရတော့ဘူးအဲ့တော့ညင်းလို့မရတော့ကိုစီလဲတိန်းတထောင်ရှာပေးရပါမယ်နော်အဲ့တော့အခုလာမဲ့12လပိုင်းမှာ Union Brother ခေါင်းစဉ်အောက်ကဝင်တဲ့ငွေမှန်တမျှတိန်းတထောင်မပြည့်ပြည့်အောင်ကျွန်တော်ကိုစီယုံရပါတော့မယ်ဘာလို့ဆိုကျွန်တော်ကခက်တာက TPSC network ကငွေလဲကျွန်တော်တွားထိလို့မရဘူး PSV network ကကောင်းမွေစိုးမွေတာကျွန်တော်ကတာဝန်ခံထားတာငွေကန်ရတက်တက်စရင်းကန်ရတက်တက်နောက်ပြီးတော့ PSV network စတင်တည်ထောင်တဲ့ကဒီတလတယောက်ကို ထိုင်းမှာရှိတဲ့ဒူတွေတလ200တွင်းနဲ့ရတဲ့ငွေအားလုံးရဲ့80ရာခိုင်နှုန်းကိုပြည်တွင်းပို့တယ်30ရာခိုင်နှုန်းကိုမမဝင်တဲ့အချမ်းမိုင်အစီဒန်ကိုပြန်လဲကူညီပေးတယ်ပို့လို့ရှိရင်နောက်လ80တဲ့ပေါင်ပြီးပြည်တွင်းပို့တယ်ပြည်တွင်းပို့တဲ့နေရာမှာလဲနီးစက်ရစတော်ကော်လာမဟုတ်ပဲနဲ့ဒီ MOD ကစီယုံချုပ်ကချပေးတဲ့ ိုင်းတစ်ဖက်စည်ရင်တိုင်းနဲ့ပြည်နယ်ပေါ့နော်သူတိုင်းတစ်ခုပြည်နယ်တစ်ခုကိုနှစ်ဖက်ဆိုနှစ်ဖက်သုံးဖက်ဆိုသုံးဖက်ကျွန်တော်ချပေးနိုင်မယ်ဆိုရင်လေးဖက်ငါးဖက်တော့စည်ရင်ပေးလာတာပေါ့အဲ့ဒါကိုမဲလိုက်ပြီးတော့ကျွန်တော်ကပြန်လဲချပေးနေတာဖြစ်တဲ့အတွက်အဲ့ဒီငွေကိုကျွန်တော်တွားခိုင်လို့မရကျွန်တော်တာဝန်ခံတဲ့လူတွေအရေးရတဲ့ဒီငွေဒီတလငါ့ကိုပေးပါငါဒီမှာကံပေးသုံးလိုက်မယ်လို့ဟိုတွားနှုတ်မယ်ဆိုရင်တော့ရုံးဝင်တဲ့အဖွဲ့တွေကတော့ကျွန်တော်ဘာပြောမလဲဒါပေမဲ့ကျွန်တော်ဒါအာလွဲတုံးစားလောက်တာပဲဟုတ်တယ်နော် အဲ့တော့ကျွန်တော်တို့ဂတိကိုအစလုပ်သေးရ PSC network ကတလ200ပုံမှန်ဒီပုံစံစနစ်နဲ့သွားမယ်လို့ဂတိကိုပြုထားတဲ့အတွက်ငါတာဝန်ခံထားတာငါလုပ်ချင်တယ်လုပ်လို့ဆိုရင်ကျွန်တော်ဒါအခရီးပဲနော်အဲ့တော့အဲ့ရငွေကိုလည်းကျွန်တော်မှသွားထီးလို့မရအောင်အဲ့တော့ဘာလို့ကောင်ဆိုဒီလိုတဲ့သိန်းတစ်ထောင်ကိုကျွန်တော်မရရအောင်အသေးအံရှားတော့မယ်နော်ကျွန်တော်အလူလက်ခံတဲ့လူမဟုတ်ဘူးတွေ့တူ messenger ကနေအတိတရားနဲ့လွှဲလာတဲ့လူတွေစရင်ကိုပဲလက်ခံပြီးတော့ကျွန်တော်ရေးပြီးတလားဘယ်လောက်ရတယ်ပြောခင်ဗျားတို့လူလာတဲ့နာမည်နော်ဒါမျိုးပေါ့ဒါမျိုး နော်ဒီမှာခင်ဗျားလူထားတဲ့နာမည်ဒီငွေတွေအားလုံးကိုယ့်နာမည်ကိုစစ်ပြီးဘယ်ကိုပို့လိုက်လဲကျွန်တော်ကဒီလိုပဲသွားတာဆိုတော့အခုကျတော့သိန်းတစ်ထောင်ကိုရအောင်ရှာမှာအဲ့တော့ထိုင်းတစ်ခုတည်းကတော့ဘလို့မှမပြစ်နိုင်ထိုင်းမှာလေးလေးတက်ကောကျွန်တော်ကောညီလေးဝေယံရောတာဝန်ခံထားတဲ့သူတွေကအဲ့တော့မလေးရှားဂျပန်ကိုရီးယားဩစတြေးလျကိုနေကဩစတြေးလျတစ်ဖွဲ့ကတော့ကိုစီရဲနဲ့ဝိုင်းကူညီပေးမယ်သူတို့အဖွဲ့ကောင်းဆောင်တဲ့စကားပြောပေးပါဆိုပြီးတော့လှန်ဆက်သွဲလာတယ်အဲ့တော့ဩစတြေးလျဆက်သွဲလာပြီး အခြားအခြားသော USA တို့နော်အဲအခြားသောနိုင်ငံတွေမှာရှိတဲ့ညီကိုမောင်နှောင်းရဲ့အနေနဲ့လဲကျွန်တော်ဒီပို့လေးကိုတွေ့ဒီတိန်းတထောင်မှာနိုင်တဲ့နေရာကဝင်းရံပေးပါလို့အလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်ရှာထွက်တော့ပါမယ်နော်အဲ့တော့လောလောဆယ်တော့ကမ်ပိန်းဖွင့်ပွဲတော်မစရသေးဘူးပေါ့နော်ဒီမှာတတောင်းလာလူပါတယ်ဒီတတောင်းလှူတဲ့အမကြီးကစိတ်မကောင်းပြမိုးကုတ်ကပါသူ့ရဲ့သားလေးစုံးတာဘယ်တော့မှမကြတယ် အချမ်းဖက်စစ်တပ်ရဲ့ရေရဆက်ဆက်ဘုံကျဲလို့အတက်ဆုံးချုံွားသူ့ရဲ့သားအကြီးကအဲ့တော့ဒီမကြီးကအနွေးတဲ့အင်ကြီးတွေအခုကိုတိုင်ကိုကြကားနဲ့တိုက်ပြီးလာပို့ပြီးလှူတယ်ရဲဘော်တွေအတွက်ဘန်းငွေတတောင်းကိုလည်းထည့်ပေးွားတယ် PSD မှာလည်းမန်ဘာဝင်ပြီး9လစာထည့်ပြီးတခါတည်းကတ်ထုတ်သွားတယ်နော်မကြီးကျွန်တော်ဟိုမှတ်တမ်းတင်မှရတယ်မောင်လေးမတင်နဲ့ဆိုတော့ဟိုကျွန်တော်လည်းမရိုက်တော့ဘူးနော်သူ့ရဲ့ပုံပုံတော့အဲ့တော့လောလောဆယ်တော့ campaign မစခင် ။နင်းထဲမှာပေါ့။သိန်းတထောင်ထဲမှာဘတ်တထောင်တော့ကျွန်တော်ယော့သွားပါပြီလို့เนาะအဲ့တော့အခြားအခြားတော့ညီကိုမောင်တို့မတွေအနေနဲ့လဲနိုင်တဲ့နေရာကပါဝင်ပေးပါဒီဗီဒီယိုဖိုင်လေးကိုလဲเนาะအနေထောက်ဖို့အဖွဲ့စည်းတွေเนาะနိုင်တဲ့အဖွဲ့စည်းတွေအားလုံးကိုလဲကျွန်တော်အပြင်အလဲကျွန်တော်နိုင်တော့လိုက်ပြောပါမယ်เนาะဟိုလိုက်ကူညီတော့ဟိုလိုက်တောင်းပါမယ်ဘာဖြစ်လို့ဆိုတော့တင်းတဲ့အောင်ဒီတိုင်းလူခံမှုဆိုတော့မလွယ်ဘူးလေကျွန်တော်လဲအဲ့လောက်တောင်မယုံနိုင်တော့ဘူးပြဒီဘက်မှာလဲကျွန်တော်တောက်လျှောက်ယုံနေတာဖြစ်တဲ့အတွက် အခုဟာမယုံလို့လည်းမရအောင်နော်အဲ့တော့နောက်တစ်ခုရှိတာကကျွန်တော်ဘာဖြစ်လို့အမခံတာလဲဆိုတော့အိုလေးတက်လို့မြေလေးဝင်ရန်လို့လက်ခံလို့ကိုယ်လည်းလိုက်ပြီးလက်ခံတာလို့တော့မဟုတ်ပါဘူးဘာဖြစ်လို့လဲအဲ့ဒီနှစ်ပေါင်း223နှစ်အမိန့်ချခံထားတဲ့မိုးညို့ဟာဒါအခုတွားကယ်လို့ကျွန်တော်လွတ်သွားလို့တူအားလည်းတတိရှိကားပေါ်ခုန်ချလို့ဒါပေမဲ့အဲ့လိုတွားကယ်တဲ့နေရာမှာလက်နဲ့ကြီးမပါွားတဲ့အတွက်မရှိတဲ့အတွက်ကြံတဲ့အကျဉ်းသားတွေကိုမကယ်နိုင်ဘူး ဒါဟာကျွန်တော်တို့လိုအပ်ချက်။နောက်အခုမိုးညိုတို့အဖွဲ့အနားမှာရင်နံမြေအကြီးစားကြီးရှိတယ်။အဲ့ဒီရင်နံကထွက်တဲ့ budget တွေနော်ဒီကထွက်တဲ့ဟာတွေနဲ့လေရင်နဲ့အတိုင်းပြည်ကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်။အဲ့တော့ကျွန်တော်တို့ကဒီဘေးနေမှာနိုင်တော့ကျွန်တော်တို့ပြည်သူကိုကာကွယ်နိုင်အောင်လုပ်ဖို့လိုအပ်တယ်။အဲ့လောက်ဆိုသဘောပေါက်မှတင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ခံပေးတာ။နောက်ဒီကလေးကဒါဦးတော့ကယ်လို့သူကိုယ်တိုင်နဲ့တတိရှိခုံချောင်းဒူလွတ်လာ။မလွတ်နိုင်စဉ်းစားကြည့်ရင် စစ်တော်ရင်မှာအိမ်သာရင်ရဆာတောက်လာတယ်ဗျာဘောကစဉ်းစားကြည့်ဟမ်လူတက်တာလားမရင်းကျင်တာလားကိုကိုရဲ့ကိုဂျိုးစီဘွားဒေါ်ရကြောင့်လူတက်တာလားတားမောင်မရင်းကျင်တာလားသူကပစီခိုးတာလားဘာမှမဟုတ်ဘူးဒီတိုင်းပြည်ကိုအာနာတိန်လို့ပြည်သူဘက်ကနေရက်တီလို့ရဲရဲဆက်ဆက်ဖမ်းပြီးတော့ဒုက္ခပေးခံထိတယ်ဒါဟာမင်းအောင်နိုင်အာနာတိန်လို့အဲ့တော့ဒီညီလေးမိုးညို့တို့ပဲဒီထောင်ထဲမှာ နိုင်ငံတော်တမန်တော်ဦးဝင်းမြင့်နိုင်ငံတော်တိုင်းနိုင်ငံပုတ်ကိုဒေါအောင်ဆန်းစုကြည်အပါအဝင်လူပေါင်း2000လောက်ကိုဖမ်းဆီးထားတဲ့ပတ်ထားတဲ့လူတွေမနေဘူးဒီတွေကလည်းဗနေရောက်ကိုမသေးသေးအောင်လို့သူတို့ထတ်လောက်အောင်လည်းကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့အပြင်မှာနေနေတဲ့ဒလောက်လေးမှမလုပ်ရင်ကျွန်တော်တို့ဒီတိုင်းပြည်သားလူလို့ကိုယ့်ကိုခံမြူနေတော့ကျွန်တော်ကတော့ကျွန်တော်တတ်မှတ်တယ်ဘာကြောင့်မို့လို့ငါရအောင်လုပ်မယ်လေးလေးတက်ပြောတဲ့စကားတွေလည်းအားရှိတယ်ကျွန်တော်တို့စီးဦးခွဲမှာနော်အဲ့တော့ ငါတို့ရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့အာမခံလိုက်တာဟုတ်တယ်မလားကျွန်တော်နိုင်ငံကလေဒီတော်လန်ရင်းမာမလွတ်အောင် လုပ်နိုင်လို့မလုပ်နိုင်မြန်မာပြည်စောက်ပြတ်ဖို့ရှိတော့တယ်မယုံကြည်တဲ့ကျွန်တော်အပေါ်မပြောဘူးအခုမြန်မာပြည်မှာခမားတို့ဝတ်တားရင်းလူတိုင်းစားနိုင်တယ်စားနိုင်တယ်အဲ့ဒါဖြစ်ပဲနော်ထိုင်းမှာလာကြည့်အနည်းဆက်ဆုံးဒါထိုင်းကသွတ်တက်တဲ့တိုင်းပြည်မဟုတ်သေးဘူးနော်ဝတ်သားစက်သားငါးတက်တာမမမစားခြင်းနဲ့အစုံ လူနေမှုအခြေခံဘလောက်ထိကွာနေပြီလဲငါတို့လူမျိုးတွေငါတို့တိုင်းပြည်သားတွေကဘလောက်ထိစောက်ပြတ်နေပြီလဲဒီတော်လန်ရေးတာမနိုင်ရင်ဘာဖြစ်လာမလဲနံပါတ်1အခုမင်းအောင်နိုင်ကမြစ်ဆောင်စီမံကိန်းပြန်ဆောက်ဖို့လုပ်ပြီတိုင်းပြည်ကဘာပဲပေးရပေးရသူအာဏာရရင်အကုန်ချပေးမှာရှင်းချင်းပြောရင်သူမင်းအားတူတူလားလဲခွက်ကစားမင်းတို့ဒီတိုင်းပြည်ရဲ့တရင်ဝင်ခေါင်းဆောင်ဖြစ်အောင်ငါလုပ်ပေးမယ်မင်းမရကျူကျူလားလေခွက်ငါ့ကိုပေးချမလားဆိုရင်တော့မင်းအောင်နိုင်ကပေးချမယ်ကောင်မျိုးเนาะအဲ့တော့သူတို့ကိုယ်တိုင်လဲသူများ အတုံးတော်ခံကြပြီးသားတွေယူလာတာတော့ဆိုတော့တိုင်းပြည်ကိုအဲ့လိုချလုံးမဲ့ကောင်မျိုးဖြစ်တဲ့ဒီတော်လန်ရင်းတာမနိုင်တဲ့နံပါတ်1မြစ်ဆုံမြစ်ဆုံစောက်ပြီဆိုတာနဲ့အေယာဝတီမြို့ရိုးတစ်ကြောင်လုံးရှိတဲ့ရွာပေါင်း100ကျော်ဟာထမင်းငတ်လိမ့်မယ်အကုန်လုံးခန်းချောက်ပေါ်မှာအေးအေးဆယ်ကငလင်ကျော်တက်တဲ့ကြောင်နေလို့မတော်လို့တရုတ်တွေပောက်ကြရလှုပ်ဝါလို့ဆယ်ကြီးကျိုးကြရင်နိုင်ပိုင်းအတွင်းမြစ်ကြီးနားမြို့ဝါစာတက်မြုပ်မှာ ခြားရွာတွေမပြောနဲ့ရွာပေါင်းရာချီမိတပိုင်းသူပြောက်သွားမှာအခုမင်းအောင်လိုက်အဲ့ဒါကိုပြန်စားဖို့လုပ်နေပြီပြီးရင်တရုတ်ပိုလန်ယူနန်ထွက်ပေါက်ပိတ်နေတဲ့ယူနန်ပြည်နယ်ကိုဒီကနေထွက်ပေါက်လုပ်ဖို့အတွက်တရုတ်ပိုလန်ဖွင့်ဖို့လုပ်နေအဲ့ဒီလမ်းပွင့်တာနဲ့တရုတ်တိန်းနဲ့ချီဝေါ်ကလေးဆင်းလာမှာတရုတ်တွေကမြန်မာနိုင်ငံမှာမလုပ်နဲ့အိမ်ရှင်လုပ်ငန်းရှင်ဖြစ်ပြီးတော့မြန်မာတွေကကျွန်ပြန်ခံရတဲ့ဘဝရောက်မှာဟိုမှာတီးလင်ကကြီးစိတ်ကြိုင်းပေးလိုက်ကအေးတရုတ်ဘာအောင်မေးလဲမင်းအောင်နိုင်လောက်ကိုလား တနာတယ်အဲ့တော့အဲ့ဒီအနေထားမှာကျွန်တော်တို့ဒီပွဲကို မနိုင်နိုင်နိုင်အောင်တိုက်တော့မှာဒါကြောင့်မို့လို့ကျွန်တော်တို့ရအောင်လုပ်မယ်အဲ့တော့ဒီဒီဇင်ဘာ2025ဒီဇင်ဘာလအတွင်းမရရင်နောက်တာကျွန်တော်တတ်မှတ်ထားတော့နှစ်လတတ်မှတ်ထားတာပေါ့နော်ဖေဖော်ဝါရီလ30ရက်မတိုင်ခင်အထိအပီးလို့ကိုတော့တတ်မှတ်ထားတယ်ဒီနှစ်လအတွင်းမှာကျွန်တော်တို့တတ်မှတ်ထားတဲ့ကိုတောင်ဝင်ခံထားတာဟာလေကိုရအောင်ရှာမှာဖြစ်တယ်ဒါကြောင့်မို့လို့ထောက်ဖို့အဖွဲ့အစည်းတွေเนาะအားလုံးဒီ6မြို့နယ်အတွက် နိုင်တော့ဝင်းရံပေးပါတူတယောက်ပုတ်ကိုချင်းလဲနိုင်တော့ဝင်းရံပေးပါကျွန်တော် Facebook Messenger ကိုကျွန်တော်အခုဘေးမှာပြတ်ထားတယ်ကျွန်တော် Facebook က aiming ကိုကိုစီအနောက်ကအပြာရောင်ဝင်းထဲမှာအဖြူရောအမှန်ချစ်ကလေးကိုမှတ်ထားပါအဲ့ဒါလေးပါမတာလေးကျွန်တော်အောက်အစ်စ်ပါအဲ့ဒါ blue map လို့ခေါ်တယ်ချုပ်တယ်ကြတော့မတည်ဘူးအဲ့ဒီ blue map က Facebook မှာတရားဝင်မှတ်ပုံတင်ထားလို့ဒီ blue map ချပေးထားတာအဲ့ဒီ blue map ပါလဲ Facebook Messenger ကပဲဆက်သွယ်ပါမတင်ခိုင်းရင်ကျွန်တော် အဲ့ Facebook ကနေကျွန်တော်အတန်ဖြစ်ဖြစ်ကျွန်တော်ရုပ်ဖြစ်ဖြစ်ခေါ်ခိုင်းပါเนาะအဲ့တော့အဲ့ဒီအကောက်ကနေကျွန်တော်ကိုဆက်သွယ်ပြီးတော့ဒီမိုးညိုတို့ရဲ့သိန်းတတောင်းကမ်ပိန်းမှာကျွန်တော်တောင်းဝင်ယူထားတဲ့အပိုင်းပို့လို့ရှိရင်လည်းလေးလေးတက်တောင်းဝင်ယူထားတဲ့အပိုင်းကိုကျွန်တော်ဖြည့်ပေးမယ်လေးလေးတက်လို့ကိုရန်တို့ကလည်းသူပို့လို့ရှိရင်ကျွန်တော်တို့တောင်းဝင်တယောက်မပြင်းတယောက်ဝိုင်းပြေးပေးရမှာပေါ့နော်ဒီမှာရတာပေါ့အဲ့တော့တက်ရင်းကိုလည်းတက်ရိုက်ဖြည့်လို့ရတယ်ကျွန်တော်တို့တွေရှိမှလည်းကူညီလို့ရပါတယ်เนาะအဲ့တော့လောလောဆယ်တော့ ကျွန်တော်တိန်းတထောင်အတွက်ရုံးမယ်